်မင်္ဂလာပါရှင် listener heaven channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ပါစေเนาะမိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာတိတ်ပန်းပေါင်းမှရေးသားထားတဲ့ဝိတုဆောင်းပါးဘောင်းချုပ်တစ်ထည်ကတောက်တဲ့ဆိုတဲ့အပိုင်းလေးကိုဖတ်ပြပေးတော့မှာဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ကျမကတော့နန်းတိန်ကြီးဖြစ်ပါတယ်ဒီနေ့တော့မောင်လူအေးဒီမိမိဤယုံကံတွင် ကြေးတိုင်းစည်ရင်းများနှင့်အလုတ်ရှုံနေ၏စည်ရင်းများကိုစစ်ဆေးရာမကိုက်နိုင်သဖြင့်စိတ်အိုက်လျက်နေလေသည်အဖန်တလဲလဲထက်ကာထက်ကာစစ်ဆေး၏အဖန်တလဲလဲပင်မှားလေသည်ဤသို့စည်ရင်းမကိုက်နိုင်သဖြင့်စိတ်အိုက်၍နေခိုက်တွင်အသားနက်နက်ဘောင်းမီဝေကာပြားယောင်ယောင်ကလားယောင်ယောင်တယောက်မောင်လူအီးအခန်းထဲသို့ပြုံပြုံရွှင်ရွှင်နှင့်ဝင်လာပြီးလင်မိမိဇပွဲရှိ ကလထိုင်ကိုဆွဲ၍ထိုင်၏ဤသူကအဒူနီတခါများလဲဤသူနှင့်မတီးဘူးမြည်သည့်ကိစ္စအတွက် လာပါသည်နီကြေးတိုင်ဘက်တွင်အပြင်သူများနှင့်ဆက်သွဲခြင်းလည်းမရှိမြည်သည့်ကိစ္စအတွက်လာကြောင်းမောင်လူအေးကမေး၏ဓာရုဘေဒဝန်ဥချစ်တောင်းကလွတ်လိုက်သောကြောင့်လာခဲ့ကြောင်းပြောလေသည်ဥချစ်တောင်းနှင့် တွေ့သည်မှလဲမကြသည် ထိုအခါကဘာမျှမပြောလိုက် အကြောင်းထူးများရှိသောကြောင့်လွတ်လိုက်လေရော့သလားစိတ်ပူရမလို့လို့ဝမ်းတာရမလို့လို့အကြောင်းကိုတိလို့သောကြောင့်စိတ်အားထက်တန်းစွာနဲ့ပြပြသလဲမေးလီတော်သည်မေးဒီကို ရုတ်တရက်မဖြေသည်အိတ်ထဲမှစာရွက်တရက်ကို ထုတ်နေပြန်၏မောင်လူအေကအကြောင်းကိုတိလို့လှပြီအကြောင်းထူးလင်ချက်ချင်းလိုက်တန်လိုက်သွားရပေမည်ထိုစာကိုဖတ်လို့လှပြီအိတ်ထဲမှစာကိုထုတ်ယူပြီးနောက် မနေ့က9000နဲ့အသက်အာမခံကိုဦးချစ်တောင်းကျွန်တော်တို့ကုမ္ပဏီမှာလုပ်ပါတယ်ဟုပြော၏။ဩအင်းလက်ဆက်တတ်တော့အသက်အာမခံပွဲစားကို ခတ်တော်တာပဲရှုပ်နေတော့စင်ရင်မှာရှင်းတော်မီမဟုတ်။ဤပွဲစားသည်မြည်မြကြအောင်အခန်းထဲတွင် နေအောင်မည်။မောင်လူအေးစိတ်ပြက်ကမှန်၍သွားတော်၏။အသက်အာမခံပွဲစားက မောင်လူအေးစိတ်အိုက်နေသည်ကို အမှုမထား။ တီလဲတီဟံမတူမိမိဤကုမ္ပဏီကောင်းကြောင်းအသက်အာမခံထားခြင်းဤအကျိုးကျေးဇူးအကြောင်းတို့လျှောက်၍ဟောလီတော်၏။မောင်လူအေကစကမေးမရတော့ပြီ။ဤပွဲစားမြဲမြဲပြန်အောင်မြည်တို့လောက်ရမြည်ကိုသာလဲစင်စားကန်ထုတ်လျက်နေတော်၏။ပွဲစားမှာစကားပြော၍ကောင်းတော်မင်းဤတို့ရုံးတို့လိုက်လာရသည်မှာမိမိဤအကျိုးအတွက်မဟုတ်မောင်လူအေးဤအကျိုးအတွက်သာဖြစ်သည်ဟုဆို၏။ လှုပ်လိုက်กว่าအသက်အာမခံမရှိပါလဲနောင်မောင်လူအေးသေးသွားသည့်အခါတာမယာများအတိဒုက္ခရောက်နေကြရမှာကိုစိုးရင်ရသည်ဟု၍လဲဆိုပြန်၏อืมသူကဘာမသိညာမသိကြားကဝင်ပြီးပူရှာတော်မူတကိုအကယ်၍မောင်လူအေးသေးသွားသောအခါတာမယာများအတွက်အသက်အာမခံမထားခဲ့ပါလဲတာမယာများကမကြေမနက်ဖြစ်နေကြမည်ကို ကြောက်စရာကောင်းကြောင်းဆိုပြန်၏တဲ့ ဒီလူနမိတ်မရှိတဲ့ဇကားတွေကိုပြောတကူမောင်လူအေစိတ်အနှဲငယ်တူလာတော့ကြောင်ကျုပ်သားမယားတွေဒုက္ခရောက်မှာကို ခမရပူစရာမဟုတ်ပါဘူးဗျာဟုဆိုလိုက်၏ထိုပွဲစားစိတ်ပြက်သွားပြီလောအဘယ်ပြက်အံ့နီပြုံပြုံရွှင်ရွှင်နှင့်ထတ်၍ပင်ပြောသည်၏မောင်လူအေးအသက်ရာကျော်နေရမည်ကိုယုံကြည်ကြသို့တော်အိုမင်းမစွမ်းသောခါပုံငွေခမများများကလေးရှိတာလဲ ကောင်းမြည်အကြောင်းပြောပြန်၏လာပဲလာသည်တဲခတ်တယ်လူကိုမောင်လူအေးသီးမခံနိုင်သဖြင့်ကျုပ်အိုမင်းမစွန့်ဖြစ်သွားရင် ကျုပ်ပင်စင်လာကနဲ့ကျုပ်နေနိုင်တယ်ဟုဆို၏ပွဲစားစိတ်ပြက်လောက်ပြီအဘယ်မှာလဲစိတ်ပြက် ပါအန်ဤအပြုံးပင်မပြက်ချေပင်စင်ရမီကမှန်ဤပင်စင်လာကနဲ့လောက်နိုင်ပွဲရမရှိ ယခုခေတ်မှာပင် မော်တော်ကားတွေတမျိုးပြီးလင်တမျိုးပေါ်နေသေးဤ ။နောင်မော်လူအေးတို့ပင်စင်ယူသောခေတ်တွင်ယခုထပ်ပင်ကုန်ကြစရာတွေများသောကြောင့်ငွေပိုများများရှိထားဖို့ကောင်းသည်ဟု ဆိုပြန်၏။အမလေးဟဲ့ဒူရဂါအတွက်ပူတက်လိုက်တဲ့ပုပ်ကိုကြီးမဟာဂယုနာတော်နဲ့ပြေဆုံးပါပေသည်။စကားဆက်၍မပြောလိုတော့သဖြင့်အဆုံးသက်အနေမျိုးနဲ့ကျုပ်ရတဲ့လကကျုပ်သုံးလိုတော်မလို့အသက်အာမခံအတွက်ပေးဖို့မရှိဘူးဗျ။ကျုပ်အကျိုးကိုဒီလောက်တောင်လိုလိုက်ရင်ခမည်းစိုက်ပြီးပေးနိုင်မလား။ဟူ မောင်လူအေးကခတ်တီတီပင် မေးလိုက်၏ဒီတခါပွဲစားအဖြေရခတ်တော်မီစကားပြတ်တော်အံ့အကယ်ပင်လောအဘယ်မှလင်စကားပြတ်ပါအံ့နီအဘယ်မှလင်ပွဲစားစိတ်ပြတ်ပါအံ့နီဤမြနှင့်စိတ်ပြတ်ရမည်ဖြစ်မူအသက်အာမခံ ပွဲစားပင် လုံနေမည်မထင်ရခင်ကထက်ပင် ပြုံးပြုံးရွှင်ရွှင်ရှိသေး၏မိမိ၌ပိုက်ဆံရှိပါမူကမောင်လူအေးအတွက်မိမိကပင်စိုက်ပြီးလှုပ်ပေးခြင်းသေး၏ သို့သောမိမိ၌ပိုက်ဆံမရှိသောကြောင့်အခက် အကောင်းဆုံးက မောင်လူအေးအစိုးရထံတွင်စု၍ထားသောငွေကို ထုတ်ယူပြီးလင် ရင်းငွေနှင့် အသက်အာမခံလုပ်ရန်ဖြစ်လေသည်သူတို့ဘာငွေကို ပိုင်ပိုင်နိုင်နိုင်အသုံးချတတ်ပလီဥပွဲစားရဲ့ဟုမောင်လူအေးစိတ်ထဲတွင် ဆိုမိ၏ပွဲစားနှင့် စကားပြောနေရသည်နှင့်ပင် အလုတ်ကောင်းကောင်းမလုပ်ရအချိန်လဲအတော်ပင်နှောင်းသွားပြီး ပွဲစားကလည်းမတော်နိုင်စိတ်ပျက်စရာကောင်းလာ၏အသက်အာမခံလုံမီဟု၍မဆိုသမျှတွားတော်မီမဟုတ်မြည်တို့ပင်ဘောင်စကားကို ပြောစီကမြည်တို့ပင် တီတီပြောစီကဤပွဲစားကတွားမြည်သူမဟုတ် မောင်လူအေးအကျန်းတစ်ခုရလိမ့်ပြီအကျန်းမှုကိုအနုနှစ်တာအောင်စရာဟုသော စကားပုံဖြစ်၏ရင်းအကျန်းကိုရလာသည့်နှစ်တပြိုင်နက်မျက်နှာထားကို တမျိုးပြောင်းလိုက်ပြီလင်ပွဲစားအား ကိုင်းခမည်းပြောတာကိုသဘောကျပါပြီအသက်အာမခံလောက်တော့မယ်အခုတော့မလုံနိုင်သေးဘူးနောင်2လ3လောက်လောက်ကြာမှလုံမယ်နောင်မှတခါလာပါဟူ၍တပတ်ရိုက်ခါလှုပ်ဤဤပွဲစားကဤတို့တပတ်ရိုက်လှုပ်၍ရမည်ပွဲစားမဟုတ်ပွဲစားအရင်စားတဲ့ကဖြစ်လေသည်တတဝါတို့မြည်သည်တင်္ခါရကိုမလွန်ဆန်နိုင်ယခုကောင်းနေတော့လဲမနဲ့ဖြန်သေးချင်းသေးတတ်ဤတို့ဖြစ်လေရာကား နေရံများကိုအဘဲကြောင့်ဆိုင်းငံ့၍နေမည်နီယခုလောက်ရမည်အလုတ်ကိုယခုလုံးမှကောင်းသည် မနှက်ဖြန်တို့ ရွှေဆိုင်လိုက်လေအကျိုးရုပ်တတ်၏တေခြင်းတရားသည် အလွန်တရာမှပင်မြန်လှပေ၏စသဖြင့်တေခြင်းတရားကြောင့်ကိုမုံညင်ဆရာတော်တို့ထပ်ပင်တာအောင်ဟောနေပြန်၏မောင်လူအေးအခက်ကြုံနေပြန်၏တပတ်ရိုက်ကလှွင့်ရန်ပြောလိုက်သောစကားမှာ ပွဲစားကိုအားပေးလိုက်သောစကားနှင့်များစွာမှပင်တူနေလေပြီ။အတော်မတတ်အောင်ပြောနေသောပွဲစား၏မျက်နှာကိုစိုက်ကြည့်နေပြီလင်။မပြေးနိုင်ချွေးဖြံဖြံယိုကာကြပါပို့ဆိုသော တခြင်းကိုသာလဲဟေဩကာဆိုလိုက်ခြင်းတော့၏။မောင်လူအေစိတ်ပြက်ပြက်နှင့်ငေး၍ကြည်နေလေပွဲစားကမောင်လူအေသဘောကျလာပြီးထင်သဖြင့်ဆက်၍ကျဲလေပင်။တို့နှင့်တနာယီခန့်အချိန်ကုန်လွန်၍သွား၏။ မောင်လူအေးမှာအကယ်ပင်ချွေးပြိုင်ပြိုင်ကြနေပြီပွဲစားအားအောငေါပီးလွတ်လိုက်ခြင်း၏သို့သောရိုင်းရာကြမည်ဖြစ်သောကြောင့်အောငေါချင်းကိုမပြူနိုင် နောက်ဆုံးတွင်ကစိတ်အပြက်ကြီးပြက်စိတ်အအိုက်ကြီးအိုက်ပြီးလင်မိတ်ဆွေကြုတ်လို့เสียရှိတဲ့အလုပ်တွေအများကြီးရှိသေးတယ်ပြောเสียရှိတာနောင်မှပြောပါဟုဆိုကမိမိဤစစ်စရာရှိသောစည်ရင်းများကိုဆက်လက်၍စစ်နေ၏ပွဲစားကို ဤနည်းဖြင့်နှင်း၍ရမည်လော မရပါ ကိစ္စမရှိပါဘူးကျွန်တော်စောင့်နိုင်ပါတယ်ဟူ၍ဆိုကားမောင်လူအေးအနာတွင် ထိုင်၍နေ၏အဲ့ဒါမှခတ်တော်တာပဲဒီမျက်နာကြီးကို ရှေ့ကထားပြီး ရှုံနေသောစည်ရင်းများကိုအဘယ်သို့ရှင်းနိုင်မှအန်ဤမောင်လူအေးသည်ပွဲစားအားအမှုမထားသောအနေနှင့်စည်ရင်းများကို စစ်ဆေး၍နေ၏သို့သောစိတ်แท้ကမူကား ဤမြအလိုက်မသိတဲ့တော်သူဤမျက်နာကိုမြင်နေရသောကြောင့်ဒေါသထွက်နေပေ၏အမျက်ထွက်နေသောသူက ရှုံနေသောစည်ရင်းများကိုအသို့လင်ရှင်းအောင်တက်နိုင်မှအံ့နီကလောင်နှင့်မျက်စီတို့မှာစည်ရင်းများတို့ရောက်နေကြတော့လဲစိတ်ကမူကပွဲစားဤမျက်နာတို့သာရောက်နေပေ၏မြည်တို့လောက်ရမည်နီမြည်တို့မျှမလုံနိုင်ထွက်သွားရန်ပြောရမှာကလဲအာနာရသောစိတ်ကလေးကြောင့်အခက်ဤခါမျိုး၌ ်အင်္ဂလိပ်တို့၏စိတ်နှင့်ခိတ္တမြလဲလိုက်ခြင်းလေသည်မြမာတို့၏စိတ်တွင်ကအာနာရခြင်းသည်ဟူသောစိတ်ပျော့ကလေးသည် အမဲကိန်းအောင်လျက်နေ၏ပွဲစားမိမိ၏ရှေ့တွင် ထိုင်နေသောကြောင့်မောင်လူအီးသည် ထိုနေ့အဖို့အလုတ်ကောင်းကောင်းမလုပ်ရလုတ်သည်မှာလဲအမားမအရင်ရင်ကြီးသာဖြစ်လေသည်တို့နှင့်၄နာရီရုံးစင်းချိန်သို့ရောက်ခဲ့၏ကြေးတိုင်စည် ကျေးတိုင်အင်စပက်တော်တို့လည်းယုံစင်းကုန်ကြပြီ။မောင်လူအေးမှာစိတ်ပြက်ပြက်နှင့်ပင်စည်ရင်းဆိုင်ရွက်များကိုမိမိ၏စာချင်းထဲသို့ထည့်၏။ကလောင်များကိုတင်း၏ပြတာကိုခေါ်၏။ဤသို့အလုံးများနေစဉ်တွင်ပင် ကိုရော်မြက်ပွဲစားကပြုံးရွှင်စွာဘဲနဲ့ကျွန်တော်ပြောတာသဘောကျရဲ့မဟုတ်လား။ဟုမေး၏။မောင်လူအေးလည်းပွဲစား၏ဘေးမှမြ мян လွတ်မြောက်စေရန်သဘောကျတယ်။ကျုပ်သွားလိုက်အောင်မယ်။ ဟုဆိုကာအခန်းထဲမှထွက်ခဲ့၏။ပွဲစားလဲမောင်လူအေးနှင့်အတူမကွာလိုက်၍လာလေသည်။မောင်လူအေးမော်တော်ကားပေါ်သို့တက်၏။ပွဲစားလဲတက်မြီပြုတ်လေသည်။အလိုဖယားခတ်ပြီ။ဒီတသက်ဖြစ်ခတ်ပြီ။ဤသို့တွေးတော့ကခမည်းဘယ်လိုက်မလို့လဲ။ဟုမေးလိုက်တော့ကအင်ကိုလိုက်မှာဗော။တခါတည်းပြီးသွားရအောင်လို့ဟုပွဲစားကဖြေလေသည်။ဟာ ခမလိုက်လို့မဖြစ်သေးဘူးကျုံမိတ်ဆွေတယောက်နဲ့ချိန်းနာသေးတယ်အိမ်ကိုတိုက်ရိုက်မသွားသေးဘူးဟုဆိုကာမော်တော်ကားကို အမောင်းခိုင်း၏မော်တော်ကားသမားစံနှိုးနေစေတွင်မေးစမ်းမရစေခမမိတ်ဆွေအသက်အာမခံလုပ်ပြီးပလားဟုပွဲစားကမေး၏မသိဘူးမသိဘူးမသိဘူးဟုဆိုရင် မော်တော်ကားထိုနေရာမှထွက်ခဲ့သည်ပွဲစားမှာပြုံးရွှင်လျက်ပင်ကြံရစ်ခဲ့၏ ဤသို့ကြံရစ်သည်ပင်လက်မလျှော်သေးပဲမနှက်ပြန်ဘဲချိန်လာခဲ့ရမလဲဟုလှမ်း၍អော်မေးလိုက်သေး၏မောင်လူအေးရင်းအမေးကိုကြားတော်လဲပြန်၍မဖြေမနှက်ပြန်ပွဲစားအိမ်သို့ပေါက်လာလဲမြည်သို့ကြံဖန်ပြီးပြောရမည်ကိုသာတွေးတော်စဉ်းစား၍လာသည်။အော်ဒုက္ခဒုက္ခဒီလိုလူတောက်တဲ့မျိုးနဲ့ဘဝအဆက်ဆက်မတွေ့ပါရစေနဲ့ အားလုံးပဲကျေးနပ်နှစ်သက်နိုင်ကြပါစေရှင်မိတ်ဆွေတို့ရေစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းပေါင်းနဲ့နှလုံးတို့ဝါလည်းပြည့်စုံနေကြပါစေရှင်